ဘဝမှာမြတ်စွာဘုရားရဲ့အစုံမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရတယ်။နော်တရားနာမှုကိုအချိန်ယူပြီးတော့လုံးတဲ့နေလို့ဘုံဘဝထင်။နော်ဆိုကြပါစို့မနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့။ဟုတ်လားတရက်ကိုတရားတစ်ပုဒ်တရားတစ်ပုဒ်နာမယ်သုံးပုဒ်နှစ်ပုဒ်နာမယ်။သုံးပုဒ်ဘယ်စာအုပ်ကိုငါတလကိုအပြီးဖတ်မယ်။အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုံဘုံတို့တွေဟာမြတ်စွာဘုရားအစုံမတွေနဲ့စိတ်ကိုမလုပ်ပေးရမလို့ မကင်းကွာစေရဘူးနော်မိဝေချိတ်ပါဆိုတဲ့စကားရှိတယ်နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူးဒါဘုဘုံကကိုရွေကိုပြောပြတာနော်စာလေးပေးလေးဖတ်ပြီးတော့တရားလေးဒါတရားကျင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှန်ယုံကြည်မှုကတော့အပြည့်ဝရှိတာပေါ့ဟုတ်လားဒါအလွန်ကောင်းမွန်တဲ့ဆုံးမတွေ တခါတလေကြာတော့လည်းပဲသူကတရားနာရင်စာပေဖတ်ရှုရင်းနဲ့အစိုးမကို လိုက်နာပြီးသားဖြစ်နေဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရင်သင်းဖြစ်တယ်တခါတလေသူကကောင်းကိုကောင်းနေနော်ဒီတရားနာလို့စာဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လိုမှပြောလို့မကုံနိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုန်မြင့်